ားလုံးပဲမင်္ဂလာပါရှင်။ဒါပြညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံလေးကတော့ရေထဲပြုတ်ကြပြီးတင်းပိုးပန်ကားနဲ့ခုံမိရာကစုံပါသွားတဲ့ငါးနှစ်ရွယ်ကောင်လေးရဲ့ရင်းနှင်းဖွယ်ဘဝအကြောင်းဆိုတဲ့စိတ်ဝင်စားဖွယ်ရင်းနှင်းဖွယ်ဖြည့်ရမှန်ဇလံကောင်လေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်။ကျွန်တော်မြင်မြတွေ့ဝေးနေတာကိုမတိလိုက်ပါ ကျွန်တော်ရှိမှခြေထောက်တစုံရက်နေတာကိုတွေ့ရတဲ့၎င်းခြေထောက်ပိုင်ရှင်ကိုကျွန်တော်ကောင်းစွာသိပါရယ်၎င်းကကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့မကွေးအမတ်တရဲစခန်းရဲ့တာဝန်ချက်ကြီးဦးတင်ဝင်းဖြစ်ပါရယ်ဘူလီကျွန်တော်ရောက်နေတာကြပါပြီဘူလီအတွေးဝင်နေတယ်ထင်လို့မခေါ်သေးတာပါဘာလဲနေ့လယ်ကလာတဲ့ကောင်မလေးအကြောင်းကိုစဉ်းစားနေတာမဟုတ်လား ကျွန်တော်တာဝန်မှုတာဝန်ယူပြီးမှကြာမီရွှေပြောက်လို့လာတိုင်းနဲ့မိမချောလေးကိုရည်ရွယ်ပြီးပြောမှကျွန်တော်အတက်တိလိုက်ပါရီကျွန်တော်ကပြုံးလိုက်မိတယ်မဟုတ်ရပါအောင်ဆရာတင်ဝင်းရေကျွန်တော်ဘဝအကြောင်းကို ပြန်စင်းစားကြည့်မိတာပါဒါနဲ့ဘာကိစ္စတွေဖြစ်ရှင်းမှုရှိသေးလေဗျရှင်းမှုကိစ္စမဟုတ်ဘူးလေရှုံ့မဲ့ကိစ္စဗျရှုံ့မဲ့ကိစ္စလာဟဲ့သူ့ကိုခေါ်လာခဲ့ကွာ ကျွန်တော်ကိုပြန်ပြောရင်ကင်းတာဝန်ကြရဲဘော်ကိုပါတစ္ဆက်ထဲလန့်ပြောလိုက်ခြင်းဖြစ်ပါရဲ့ကျွန်တော်တာဝန်မှုကြတိုင်းတခုခုတော့ဇလန်းကရှုံမြေ၎င်းဇက်ရှုပ်များကိုအတော်ပဲဖြည့်ရှင်းခဲ့ရတာလည်းမနေတော့ပြီယခုလေရဲဘော်ခေါ်လာတဲ့လူကိုအတိအချအကဲခတ်မိတယ်အသားညိုညိုခန္ဓာကြည်ကြည်မျက်ခုံးကောင်းပြီးမီးယိုကားရီမျက်လုံးအစုံကပြူးချိန်စူးဆိုင်နေပြီးစိတ်ထင်နိုင်လုံးမဲ့ပုံတရံရှိပါရဲ့ ၎င်းကကျွန်တော်ထိုင်နေတဲ့သပွဲရှိနာအရောက်မှာရက်တန်သွားပြီးသပွဲပေါ်မှာတင်ထားတဲ့ကုညီပြရစီဆိုတဲ့စိုင်းပုတ်ပြားလေးကိုဖယင်းငေးနေတယ်။ကဲကျွန်တော်ဘာကုညီပေးရမလဲဗျာ။အခက်ခဲပြဿနာရှိရင်ပြောပြပါ။ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဟိုကျွန်တော်လူသက်လာခဲ့ပါရစီရ။ဘာကျွန်တော်အာမေရိတန်ကအနေငယ်ကျေလောင်သွားတယ်လို့ထင်လိုက်မိပါရဲ့။ ပြီးတော့ကျွန်တော်တာဝန်မှုကြလာတဲ့အချိန်မှာယခုလိုလူတတ်မှုအမှုကြီးများမဖြစ်ပွားလို့ဒီမှာကျွန်တော်ရေဆန္ဒသာဖြစ်ပါရည်သို့တော်လည်းဖြစ်ပွားလာပြန်တော့တာဝန်မှုရှောင်လွဲလို့မရပါလူဆိုးဆိုတာကအချိန်ခါခွင့်ကိုစောင့်ဆိုင်ပြီးအရာကျူးလွန်ထက်သူများမဟုတ်လားခမလူတက်လာခဲ့တယ်ဟုတ်လားဟုတ်ဟုတ်ပါတယ်ဆရာကျွန်တော်လူတက်လာခဲ့မိပါတယ်ဘသူကိုခမတက်လိုက်တာလဲဘာရညှို့ရှိလို့လဲဗျာ ရန်ညို့ဆိုလို့ဘာရန်ညို့မှမရှိပါဘူးခုဟာကစကားများရင်းနဲ့ရိုင်းမိသွားတာပါတည်သွားတာကငါးနှစ်သားလေးပါဇီဟာဘာငါးနှစ်သားလေးဟုတ်လားခမရနဲ့ငါးနှစ်သားကလေးနဲ့ရန်ဖြစ်ပြီး ရိုက်တက်လိုက်တယ်ဟုတ်လားပြောစမ်းမအောင်ကျွန်တော်အတန်ကအနေငယ်ခက်ထန်ကျဲလောင်သွားပြီး၎င်းလူကထိတ်လန့်သွားကတရွေးများကိုအဆက်မပြတ်မြူချနေတဲ့ ကျွန်တော်ကအခက်အခဲပြဿနာရှိကအလွယ်တကူကူညီဆောင်ရှောက်ပေးရန်ဝန်မလေးသလိုကျူးလွန်လာတဲ့တရားခံကိုရိုင်းပြစွာမဆက်ဆံရန်တာဝန်ကရှိပါရည်တော်တော်လေငါးနှစ်အရွယ်လူမမယ်လေးကိုရိုက်တက်ဖြစ်တာကိုတော့ပုထုဇဉ်လူသားဖြစ်လို့မရှောင်နိုင်ခဲ့ပါပြောစမ်းပြအခုမှကြောက်မနေနဲ့ဖြစ်ခဲ့တဲ့အကြောင်းကိုအမှန်တိုင်းပြောစမ်းဒီဒီလိုပါဆရာရဲ့ကျွန်တော်ကလေကရုတ်လိုက်ပါတယ်နေတာကကျွန်းစုရွာမှာနေပါတယ် အသက်က32နှစ်ရှိပါပြီ။ဖြစ်တာကမနေ့ည6နာရီလောက်မှာဖြစ်ပါတယ်။လေစိတ်မှာလေနာတော့အရက်တောင်ရင်နဲ့လေချင်းကက်လူနဲ့စကားများကြပါရစေ။ကျွန်တော်တိခတ်မှသေးတယ်စရ။သူကလည်းဇိုးအတင်းစနေတာမို့သူတပြန်ကိုတပြန် ရိုင်းမိကြပါရစ်။ဘာတွေနဲ့ရိုက်တယ်လဲ။ကျွန်တော်ကဂျောင်းဝင်မီးတွေ။လေပေါ်မှာပါတဲ့ထမင်းချက်တဲ့ထင်းနဲ့ရိုက်ကြတာပါ။သူကစပြီးတော့ကျွန်တော်ကိုရိုက်ပါရစ်။ ကျွန်တော်ကလည်းပြန်လှန်ပြီးရိုက်တဲ့အချိန်မှာသူနဲ့ပါလာတဲ့ကလေးကိုရိုက်မိသွားတာပါအဲ့ဒီမှာကလေးကဘာဖြစ်သွားသလဲဆရာတင်ဝင်းကဝင်မီးတယ်ကလေးကတခါတည်းဆုံးသွားပါတယ်အဲ့ဒါကျွန်တော်လာဖမ်းခံတာပါကဲကျွန်တော်သွားတော့မယ်ဗျပြောပြောဆိုဆိုနဲ့စခန့်အပြင်ဘက်ကို ထွက်ခွာရန်ပြင်ဆင်ပါတယ်ဟာနေအောင်လေမင်းကဘယ်သွားမှာလဲလာပြီးအဖမ်းခံတယ်လို့ပြောပြီးတော့ဒီလိုပြန်ရမလားလာဒီမှာလားထိုင် ဆရာတင်ဝင်းက၎င်းလူကိုစပွဲနားမှာပြန်ထိုင်ခိုင်းနေကျွန်တော်ရဲ့စိတ်ထဲမှာအနှဲငယ်စိတ်တို့မိတယ်မင်းဘာလို့ပြန်တာလဲပြောစမ်းဟိုဟိုလူတို့ကကျွန်တော်နောက်ကလိုက်လာနေကြပြီဘသူတွေလဲမင်းနောက်ကိုဘသူတွေလိုက်နေတာလဲပြောစမ်းကွာဟိုဟိုခခလေးမဟုတ်ဘူးမမဟုတ်ဘူးဟိုရဲတွေလိုက်လာနေတာပါဘယ်မှာလဲရဲတွေမင်းရောက်နေတာရဲစခန်းရောက်နေတာကွာဘယ်ကရဲမှာလိုက်မလာဘူး မင်းဘာတွေရှောက်ပြောနေတာလဲမင်းပြောတဲ့စကားတွေပါရေးမှတ်ထားတယ်အဲ့ဒါပြန်ပြောစမ်းတိုက်ကြည့်မယ်ကွာ၎င်းပြောတဲ့စကားများနဲ့ကျွန်တော်ရေးမှတ်ထားတဲ့မှတ်တမ်းများကတထက်ထဲကြပြီးအမှားရမရှိပြောနိုင်နေပြည့်စုံများလေတထက်ထဲကြရီကျွန်တော်စဉ်းစားရပါပြီ၎င်းလူကလူတက်ခဲ့သလားဒါမှမဟုတ်စိတ်ရောဂါဝေဒနာရှင်ဖြစ်နေသူလားကျွန်တော်ရဲ့စိတ်ထဲမှာ ဆုံးဖြတ်ရခံနေပါရီလူတက်လာခဲ့တဲ့အကြောင်းကို တိကျစွာပြောနိုင်ပြီးနောက်ဆက်တွဲစကားများကဆက်ဆက်မှုမရှိအတိတ်ပဲမရှိကွဲလွဲစွာပြောဆိုနေသည်ပြီးတော့ထိတ်လန့်ကတစုံတစ်ခုကိုကြောက်ရွံ့နေပုံလေးရသည်ကျွန်တော်ကဆောင်ရွက်ရမယ့်တာဝန်ကိုချိန်ဆကြည့်နေခိုက်စခန်းဝန်းထဲကို လူငါးယောက်ခန့်ထပ်ဝင်လာသည်ကဲလာဗျာဘာကိစ္စရှိလဲကျွန်တော်ဗာမျှဆောင်ရွက်ပေးရမလဲပြောပါဘိုးလေးကျွန်တော်ကကျွန်းစုရွာရဲ့ရရက်ကဥက္ကရာပါ ီလူကတော့သူ့ရဲ့မိဘနဲ့ရောက်ခမတွေပဲဆိုပါတော့စပွဲရှိမှထိုင်နေတဲ့စောစောကလူကိုညွှန်ပြရင်းပြောတယ်။ကဲလာဗျာထိုင်ကြပါဦး။ကျွန်တော်လည်းအဲ့ဒီကိစ္စကိုခေါင်းခဲနေတာ။ဒါနဲ့သူ့နာမည်ကဘာတူလဲ။စခန်းကိုလာပြီးတော့လူသက်လာပါတယ်ဆိုပြီးအဖမ်းခံနေတယ်။ကျွန်တော်တို့မေးကြည့်တော့စကားများရင်းရိုက်မိကြတယ်။လူကြီးကမရိုက်မိဘဲနဲ့ငါးနှစ်သားကလေးကိုရိုက်မိတယ်လို့ပြောတယ်။အဲ့ဒါဥက္ကရာဘယ်လိုသဘောရလဲ အခုလူကဥက္ကရာတို့ရွာကပဲလားကျွန်တော်ဆိုလိုတာက သူက ပုံမှန်ရှိရဲ့လားဒါမှမဟုတ်တကယ်လူတက်ခဲ့တာလားဥက္ကရာကသပွဲရှိကခုံမှ တစောင်းဝင်ထိုင်ရင်ကျွန်တော်တို့လည်းအဲ့ဒါကိုပြောချင်လို့လိုက်လာကြတာပါ သူရဲ့နာမည်ကတင်မဝဲလို့ခေါ်ပါတယ်ကျွန်တော်တို့ကျွန်းစုကြီးရွာကပါ လေကတို့လောက်ပါတယ်ရိုးရိုးသားသားစူးစမ်းပြီးလောက်ကင်ပါတယ်အရက်တော့တခါတရံတောက်တတ်ပါတယ် သူအခုလိုဖြစ်သွားတာကလွန်ခဲ့တဲ့တနေ့လောက်ကကိစ္စကြောင့်စိတ်ရောဂါဝေဒနာရှင် ဖြစ်သွားတာပါဟုတ်လားကျွန်တော်လည်းထင်တော့ထင်မိပါတယ်ဒါပေမဲ့ဥက္ကရာကြီးခုနကသူပြောတဲ့စကားတွေကစဉ်းစားစရာဖြစ်နေတယ်ကျွန်တော်သူ့ကိုနှစ်ခါမေးကြည့်ပြီးပြီသူပြောတော့ကမှတ်ထားတယ်မှတ်တမ်းနဲ့တိုက်ကြည့်ပါတယ်အားလုံးကတထထည့်ပြန်ပြောနိုင်တယ်သူပြောတဲ့စကားကကျွန်တော်လူသက်လာပါတယ်စကားပြောရင်ပြောရင်နဲ့ ရိုက်ကြရင် ခလေးကိုထိသွားပြီးခလေးတည်သွားတယ်။ကျွန်တော်ကိုဖမ်းကြပါလို့ပြောတာပဲမဟုတ်လား။ဟုတ်တယ်ဥက္ခရာအဲ့ဒီအတိုင်းပြောနေတာပဲ။ဒါပေမဲ့ကန္နာမငိမ့်တဲ့မျက်လုံးတွေကိုတော့ကျွန်တော်သတိထားမိပါတယ်။ဟုတ်ပါတယ်ဘူးလေး။ကျွန်တော်တို့လည်းသူ့ကြောင့်အတော်စိတ်ညစ်ရပါတယ်။ဈေးကူးဖို့ကြတော့လေငွေကြေးကမတက်နိုင်ကြဘူးလေ။ဟုတ်ကဲ့ဗျာစိတ်မကောင်းပါဘူး။ဒါနဲ့ခုနကပြောတဲ့စကားကိုပြန်ပြောပြပါဦး။ ဟိုလူစိတ်ထိကြိုက်ပြီးအခုလိုဖြစ်သွားတဲ့အကြောင်းလေးကိုပြောပြပါအောင်ကျွန်တော်တို့လည်းစကမ်းမှုကိုပြန်ပြီးတော့သတင်းပို့ရအောင်ပါအားလုံးတတိထားတော့ပို့ကောင်းတာပေါ့ဟုတ်ပြဒါကတော့သူ့အဖေပါနမေကဥတင်တန်းမှာသူအဲ့ဒီအကြောင်းကိုပြောပြပါလိမ့်မယ်ကျွန်တော်တို့လည်းသိကြပါတယ်ဒါပေမဲ့ဖအေးကပြောပြတော့ပို့ပြီးတော့ပြေစုံတာပေါ့ကဲဥတင်တန်းဘိုးကလေးကိုခမရသားအကြောင်းကိုအကုန်ပြောပြပြီးတော့ဗျာ ဒါမှလည်းဘိုးလေးတို့နားရှင်းပြီးအချိန်လေးကိုတိကြမှာဒါမှခမသားလူသက်လာတာမဟုတ်မှတိကြမှာပေါ့မဟုတ်ဘူးလားကဲပြော့ပြပြီးတော့ဗျာဟုတ်ကဲ့ဥက္ကရာကျွန်တော်ပြော့ပြပါမယ်ဘိုးလေးတို့နားလည်သွားအောင်ပေါ့ဗျာကျွန်တော်ဒါကကျွန်တော်တို့ကျွန်းစုရွာရဲ့တဖက်ကန်ထောက်ရှာဘင်းမှာသွားနေကြပါလေအဲ့ဒီမှာပဲသူ့ရဲ့အတိတ်ဆိုးကိုဖြစ်ပေါ်လာတော့တာပေါ့ဗျာ အရှိအယက်မှာရောင်ဒီကကွန်မြူလာတာနဲ့တပြိုင်နက်တည်းမြောက်ပြန်လေးပြေလေနူအေးများကိုတင်ဆောင်လာပြီး ဝင်းချင်တစ်ခုလုံးကိုအေးထက်လွှမ်းခြုံလိုက်ပြန်နေတင်းငိန်နေတဲ့ရေပြင်ကလေနူအေးများတိုက်ခတ်လာတော့မျက်နှာပြင်မှာလှိုင်းတွန့်ကလေးများဖြတ်တန်းပြီးကန်းဆက်စီကိုဥတီထက်ခွာသွားကြရည်နေရကမြန်မာနိုင်ငံအလဲပိုင်းမကွေတိုင်းမင်းဘူးမြို့နယ်ထောက်ရှာပင်အုပ်စုကျွဲသုံးမြောင်ရွာပဲဖြစ်ပါရည် မနက်စောစောဝေဒီဝေလင်းမှာဒင်မဝင်ကလှေစိတ်ကိုထလာခဲ့တယ်။ဒီနေ့ဥပုပ်ထွန်းနေ့ဖြစ်တော့ဈေးသွားဈေးလာများကုလူဆက်ဆံလုံးနေသည်မှာတည်ကြနေပါတယ်။ညာကစိုက်ကတ်ထားတဲ့လေကလေးပေါ်ကိုတက်ပြီးအမိုက်များကို ရှင်းလင်းလိုက်တယ်။လော်တက်မှာကန့်ညိနေတဲ့ရင်းညီများကိုဖယ်ရှားပြီး ခရီးသည်များကို ဆောင်းဆိုင်ကဆေးလိတ်တို့ကိုဖွာရှိုက်နေမိတယ်။ ဇနီးတဲ့ချူပြုံးမှာဈေးရောက်သွားပြီဖြစ်တော့အိမ်မတယောက်ထဲကြံခဲ့မှာမဟုတ်မှန်သိပါရဲ့သို့တော်လေသူ့မှာကလေးတယောက်လောက်တော့ရှိသင့်တယ်လို့ထင်မိတယ်အိမ်နောက်သက်10နှစ်ကျော်ခဲ့တော့လေတသမိယရနာမထွန်းကောင်လက်တို့လက်တောင်းခိုင်းเสียဆိုလို့တယောက်မှမရှိပါဒါကိုပဲသူကမကြေနပ်နိုင်ဖိုးခွားလေးကိုတော့သူချစ်တယ်ဖိုးခွားလေးကသူနဲ့လှုပ်ဖို့ကင်ပတ်လေကရိုသမကိုခင်ညွတ်ရဲ့သားဖြစ်ပါရဲ့ဒါပေမဲ့ဖိုးခွားလေးကအစော့တန်းနေ ဒါကိုပဲသူက အချစ်ပိုနေပါ रे ဒီနေ့တော့ဖိုးခွားတို့သားဖနှစ်ယောက်နောက်ကျနေ रे ဒီကောင်တွေညကမူးချုံမှပြန်လာတာကိုတော့သိပါ रे ဘာပဲဖြစ်ဖြစ်သူတို့ကမလာသေးတော့ငါပဲလိုက်ရတော့ပိုကောင်းတာပေါ့သူတို့စဉ်းစားရင် လူစည်းလာလို့နေရာပြေးပြီးလိုက်ပို့လိုက်တယ်။လူစည်းနှောက်လိုက်ပို့ပြီးကမှဖိုးခွားတို့သားဖာရောက်လာကြတယ်။ကိုတင်မောင်ဝင်းတို့ကစောစောရောက်နေတော့အတော်တွက်ချိတ်ကြိုက်နေပြီမဟုတ်လား။ မကြိုက်သေးပါဘူးဗျအခောက်တို့ခရီးသည်တွေပါဟိုဘကန်းကိုသွားမယ်ခရီးသည်တွေမလာသေးပါဘူးဗျခင်များတို့လည်းမိပါသေးတယ်ဗျရပါတယ်ဗျညကအခောက်ရှိနှစ်ခေါက်လိုက်ရလို့အိယာထနောက်ကျသွားတာပါဒါပေမဲ့အခုကျွန်တော်လည်းရောက်ပြီမဟုတ်လားရောက်ပါပြီခင်များလိုက်ပါ ကျွန်တော်လည်းရေချိုးလိုက်အောင်ပဲဗျနှစ်ရက်ရှိနေပြီအေးလို့မချိုးရဲသေးတာဒါပေမဲ့ဒီနေ့တော့ရေချိုးမယ်လို့စိတ်ကူးထားတယ်ဟာဒါဆိုနေအောင်ဥဥကျွန်တော်လည်းချိုးမယ် အဖေတာဦးနဲ့ရချိုးလိုက်သွားမယ်နော်ဟာနေပါအောင်ဖိုးခွာရအလောက်တောင်မလောက်ရသေးဘူးမင်းကလည်းရချိုးဖို့ပဲပြင်းနေတာဘာတခုမှကိုကောင်းကောင်းမခိုင်းရဘူးဝါအဖေကလည်းဗျာလူစည်းလိုက်မလာသေးပါဘူးကျွန်တော်လှေပေါ်ကနေအမိုက်တွေလည်းရှင်းပြနေပါပြီသွားချုံမယ်နော်အဖေသွားသွားသွားသေးကြီးမင်းတို့အလောက်ကြီးပဲကွာဒါကြောင့်မင်းကိုငါမခေါ်ချင်တာအိမ်မှာဆိုလဲဘာမှခိုင်းလို့မရဘူးရေချိုးဖို့စောဖို့လောက်ပဲတက်တယ်ဒီကလေးနဲ့ကွာတေးလဲမတေးနိုင်ဘူး ပြောတာပြောနေရတဲ့ဖိုးခွားကတဖက်လေပေါ်ကိုခုံကူးသွားတယ်။နောက်ပြီးသူ့အဖေကိုလက်ကပြလိုက်သေးတယ်။တင်မဝင်က လော်တက်ကို အသာနောက်ပြန်လှရင်ရေချိုးစိတ်ကိုအသာခတ်လာတယ်။ဟာဖိုးခွားဖြည်းဖြည်းလှုပ်ပါကွာတော်ကြလေမောက်သွားအောင်မေလော်တက်အကြီးကြီးနဲ့လေဦးပိုင်းကနေခတ်နေတော့အနေငယ်စောင်းသွားရလှမ်းပြောရတယ်။ရပါတယ်ဦးဦးရကျွန်တော်ကကြွမ်းမိသားပါ။ရပါတယ်လှုပ်နေ။ မင်းဖေငမူးကငါ့ကိုဆဲနေမှာတော့မသိဘူးဟာခွေးကောင်ဒါမျိုးကြာတတ်တယ်ဘလို့ပဲဖြစ်စီဖိုးခွားလေးနဲ့အခုလိုသွားရတာကိုတင်မောင်ဝင်းဂျေနတ်မီတွေကလေးညက်တဲ့တင်မောင်ဝင်းတယောက်ဖိုးခွားလေးကိုတားရင်တမျှချင်မီတွေတို့ကြောင့်အမြဲတမ်းသွားလီရာခေါ်ရီရေပဲချိုးချိုးခရီးတဲ့ပဲပို့ပို့နောက်ဆုံးအရက်တဲပဲသွားသွားဖိုးခွားလေးကိုခေါ်သွားမြေဒါကြောင့်ဖိုးခွားလေးကသူ့မူးတတ်တာကိုသိနေတယ်မဟုတ်လား ဟာဖိုးခွာတော်တက်ကိုချလိုက်မင်းမခက်နဲ့ငါပြောတာကြလားအာဒီကလေးနဲ့ချဆိုတာမဟုတ်ဘူးဖိုးခွာလေးကလော်တက်ကိုချထားပြီးလေပေါင်ကိုတင်းတင်းဆုပ်ထားရင်ကြောက်လန့်နေတဲ့ရေချိုးစိတ်ကိုကပ်မဲ့အပြုမဖိုးခွာလော်တဲ့လော်တက်ကကန့်လန့်ခံနေတော့လေမှာတစ်ဖက်ကိုလေထွက်သွားတယ်ကန်ဆက်ကခွာပြီးလာတဲ့နှစ်ထပ်သင်းမောကလေးကြီးကဆက်ရှိန်မြင့်ပြီး အကွေမှာဖြစ်နေတော့ပို့ပြီးတော့တတိထားရတယ်။လာလာဖိုးခွာ တာဦးနာလာခဲ့ပေပိုင်းကိုမထိုင်နဲ့ဖိုးခွားကကြောက်ကြောက်လန်းလန်းနဲ့ပေပိုင်းကနေနောက်ပိုင်းကိုရှောက်လာတယ်ဟာဖိုးခွားတာလူလေးတာဒုက္ခပါပဲလာကြပါဦးဟာတိုက်ပြီတိုက်ပြီဘလို့မှရှောင်လဲလို့မရတော့ကရုဏတ်ထအသင်မောကြီးမှလင်းငယ်ကိုဝင်တိုက်မိတယ်မတိုက်ခင်ကလေးမှာဖိုးခွားကရေထဲကျသွားပြီး၎င်းကျသွားတဲ့နေရာမှာနှစ်ထပ်ကရုတ်တင်မောကြီးက ဖြံမောင်းသွားခဲ့ပြီကောဖိုးခွားလေးရဲ့တားရဲ့ဥဘလူဖြေရမှာလဲကွာပဝင်းချင်းကညင်သက်တိတ်ဆိတ်နေတဲ့အရာအလုံးကစိတ်သုံးနေတော့လေကိုစီရင်ထဲမှာတော့စိတ်မကောင်းစွာဖြစ်မိပြီးဂယုဏတတ်မိကြရီအဖြစ်ကတော့အဲ့ဒါပါပဲဘူလီရေအဲ့ဒီမှာတင်ခလေးလေးသင်းမောပံကရိုက်ပြီးတည်သွားခဲ့ပါရီအဲ့ဒီအကြောင်းကိုတွေးမိတိုင်းကျွန်တော်စိတ်မကောင်းပါဘူး ကလေးသေးသွားတာကိုကြည့်ပြီး သူစိတ်ထိခိုက်စိတ်ရောဂါဝေဒနာရှင် ဖြစ်သွားလေလီတခါတခါအိယာကလန့်ပြီးဖိုးခွားလေးဥစီကိုလာတာလားလာလေကွာနဲ့ထထာအော်နေတယ်ကျွန်တော်တို့လည်းအတော်ထိန်อยู่ရရစီအောင်ကလေးသေးတာနဲ့ပတ်သက်ပြီးတော့သူအတော်ခံစားရပါတယ်အစာလဲဝအောင်မစားအိတ်လဲမအိတ်နဲ့ဂေအောင်ခြောက်ခြားရှောက်ပြောနေတာပါယူနီဖောင်းဝတ်မြင်တိုင်းသူလူသက်လာတယ်လို့ပြောပြနေပါတယ်။ဘိုးလေးတို့အလုရှုပ်မှဆိုလို့ ဥက္ကရာကိုပေါ့ဝင်ခေါ်လာခဲ့ရတာပါအေးဗျာကျွန်တော်စိတ်မကောင်းပါဘူးဒါပေမဲ့တခုတော့ကျွန်တော်ပြောပြရစီဥက္ကရာကြီးက तू အမှန်တကယ်စိတ်ရောဂါဝေဒနာရှင်ဖြစ်နေကြောင်း तू အမှန်တကယ်မတက်ခဲ့ကြောင်းလူတက်မှုမဖြစ်ပွားကြောင်းတက်တဲ့သဘောမျိုးထောက်ခံစာလေးတော့ရေးပေးခဲ့ပါအောင်ဗျာဩဟုတ်ကဲ့ပါကျွန်တော်မှပါပါတယ်ကျွန်တော်တခါတည်းတစိမ့်ရိုက်ပြီးတော့လူရမယ်ရယူလာခဲ့ပါတယ်ရော့ပါဖို့လေကျေးဇူးတင်ပါတယ်ဗျာ ျွန်တော်တို့သူ့ကိုပါတခါတည်းခေါ်သွားလို့ရမလားဘိုးလေးရပါတယ်ခေါ်သွားပါ စီးလေးပါလေးတိုက်ပြီးတော့နှွေးနှွေးထွေးထွေးထားလိုက်ပါအကြောင်းထူးရှိရင်တော့စကန်းကိုဖုံးဆက်သွယ်ပါဦးဟုတ်လားဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါပဲဗျာကဲတို့လေသွားရအောင်မီးရောင်ကမုံကြီးဝေဝါးစွာထင်ဟပ်နေပါလေလေးဘေကန်အနန်းရှိတဲ့ဇင်းချန်က မော်ဝါစွာထင်ဟပ်နေတဲ့အလင်းရောင်ဝါကျင်ကျင်နဲ့သာတည်ရှိနေတဲ့တိုက်ခန့်ရဲ့သဘာဝကိုထင်ဟပ်ပေါ်လွင်လွန်လာတဲ့နှစ်ပေါင်းကြာမြင့်ပြီဖြစ်တဲ့အုတ်နေရံများကအောက်တို့တို့အနံများထွားပေါ်ကစိတ်ကိုရီဝေ ထိုင်းမိုင်းစေပြီးမိမောတွေဝေစီပြန်နေအရာအလုံးကပြီးဆုံးသွားပြီကျွန်တော်ရဲ့ရင်ဝါမှာရှိနေတဲ့အလုံးကြီးကလည်းပြေလျော့ကျသွားပြီကျွန်တော်ကတပြင်းချမိတယ် လူဘဝကအမျိုးမျိုးအဖုံဖုံဒုက္ခမျိုးစုံဖြစ်နေကတန်တရာလည်နေတယ်။ထိုအထဲမှာတင်မဝင်ကတနာစီရာဒုက္ခတမျိုးဖြစ်နေတယ်။ထိုအတူအချုပ်ခန့်အတွင်မှာညှိုးငယ်တဲ့မျက်နှာဝါဖန်ဖန်ဖြူဖြော့နေတဲ့မျက်နှာပိုင်ရှင်းမြောက်ဘဝကိုအယုံပေးနေပြီးအချုပ်ခန့်အတွင်မှာသူများကလည်းဒုက္ခကိုစီနေပါတကား။စာရည်သူဇာကြီးကိုလေဂျေဆုတင်ပါရီဟုတ်ကဲ့ ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရဲ့ရှင်။နားစင်အားပေးခဲ့ကြရတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရဲ့ရှင်။ကျမကတော့တင်ဆက်သူမဆန္နာပဲဖြစ်ပါရဲ့ရှင်။